အားသောဝါလာရှိညီကောင်တော်များအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဂျွန်လ19ရက်နောက်ဆုံးရအာဆနယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် TikTok YouTube Facebook ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube မှာဦးစားပေးပြီးကြည့်သူတိုင်းကိုလည်းအရန်ကိုကျေးဇူးတင်ပါတယ်ကဲကျွန်တော်ပထမဆုံးတင်ပုတ်ကိုတော့ ဒေတာယောဂရက်တည်နေပဲကျွန်တော်စလိုက်ရအောင်အခုနောက်ပိုင်းလေးတည်နေတောက်လျှောက်မှလည်းယောဂရက်အကြောင်းမှကျွန်တော်တည်နေစပြီးပြောရဲဆိုတာကဈေးကွက်ထက်မှတကယ့်အမှန်တရားကဒီပလီယာရဲ့တည်နေမှရှိလို့ပါကျွန်တော်လည်းလေဆက်စကိုအကြောင်းရိုရီကိုအကြောင်းအခြားပရိယာအကြောင်းကျွန်တော်လည်းအရန်ပြောခြင်းတယ်ဒါပေမဲ့ဈေးကွက်ထက်မှတကယ့်တည်နေအမှန်ကန်ထွက်တာကသူတူးတည်းပဲရှိရဲကဲကျွန်တော်တို့ဒေတာယောဂရက်အကြောင်းလေးစလိုက်ရအောင်ယောဂရက်နဲ့ပတ်သက်ပြီးနောက်ဆုံးရထားတဲ့တည်နေ၃ပုဒ်ပထမတစ်ပုဒ်ကကျတော့ CNN ပေါ်တူဂီယာဖော်ပြထားတာ အဲ့ဒီသတင်းကတော့အခုနောက်ပိုင်းအာဆင်နယ်ဖန်တွေတော်တော်လေးပြောရတဲ့သတင်းမျိုးပဲအဲ့ဒါဘာလဲဆိုတော့ဗစ်တာယောဂရက်အတွက်အာဆင်နယ်ကမကြခင်မှာဒုတိယအကြိမ်ကမ်းလှမ်းမှုလုပ်မယ်ယူရို80တန်းပတ်ကိန်းနဲ့ပထမအကြိမ်ကမ်းလှမ်းမှုယူရို55တန်းပလက်အတ်အွန်ယူရို10တန်းစုစုပေါင်း65တန်းပတ်ကိန်းအပယ်ချခံပြီးနောက်ပိုင်းမှာအခုနောက်ပိုင်းတန်း80တန်းပတ်ကိန်းနဲ့ထပ်မံကမ်းလှမ်းမယ်ကြားသိရတယ်ဒါကတော့ CNN ပေါ်တူဂီကဖော်ပြထားပါလေဒီသတင်းတွေကတော့ပေါ်တူဂီဘက်ကလာတဲ့သတင်းတွေဖြစ်တာဖြစ်တဲ့အတွက်ယုံလို့တော့ရတယ်ဒါပေမဲ့50 50ပုံစံမျိုးပဲနားထောင်ပြီးပါအရင်ကြီးတော့ယုံလို့မရဘာလို့ပေါ်တူဂီဘက်မှာကကန်လန်းမှုတွေလုတ်တဲ့ပယ်ချလိုက်တဲ့ဘာညာတောက်လျှောက်ဖြစ်နေတာဒီဘက်က UK သတင်းထောက်တွေကတော့ ACC ပဲအတီလည်းမပြူဘူးတကူးတခါလည်းမဖော်ပြဘူး ဲ့တော့ဒီသတင်းတွေကအဲ့ဘက်မှာတော့တကယ်အင်တာနက်မှာနှုတ်အားဖြင့်ပြောလားမပြောလားဆိုတော့သူတို့ကိုယ်တိုင်ပဲသိလိမ့်မယ်။ဘာဖြစ်ပြောဒီလိုမျိုးလေးကန့်လန့်မှုလုပ်တဲ့ပေချရဆိုတာကလည်းကျွန်တော်တို့လိုမျိုးတိုက်စစ်ဘူးဆာလောင်နဲ့အာဆင်နယ်ပိတ်သက်တီအတွက်ဆိုရင်တော့ကြားကျင်တဲ့သတင်းတွေပို့ပဲပေါ့လေဖြစ်လာခင်းတော့ကောင်းတာပေါ့ဗျာ။အဲ့တော့နောက်ထပ်သတင်းကကြတော့ဒါ record portugia ဖော်ပြထားပါလို့ဗစ်တာယောဂရက်က Manchester United အားလာရောက်ကစားရဲ့ညှဉ်းဆန်ခဲ့တယ်။ကစားသမားရဲ့ agent နဲ့ manager မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဆက်လက်ဆွေးနွေးရမရှိတော့ကြောင်းတရားဝင်ပြောကြားလိုက်တယ်ဆိုပြီးတော့ဒါက record ပေါ်တူဂီယာဖော်ပြသွားတယ်အဲ့တော့ဒါကလည်းပေါ်တူဂီဘက်ကတည်မယ်အဲ့ဆိုတော့လေဒီတင်းကအမှန်လားအမှားလားဆိုတော့ပြောဖို့တော့ခက်တယ်။တခါကျရင်ကစားသမားတဦးကငါကအာဆင်နယ်ကိုသွားမှမလို့ယူနိုက်တက်ကိုညင်းလိုက်တဲ့ဆိုတာမျိုးထက်လောက်ခလာသာလိုချင်တဲ့ကစားသမားတွေကအဲ့ဒီပေါ်မှာကောက်ကောက်လေး marketing စင်းကြရရှိတယ်။အဲ့တော့ယောဂရက်အနေနဲ့တကယ်ပဲပြပြသားသားယူနိုက်တက်ကိုညင်းလိုက်သလားဒါကတည်အမှားလားဆိုတော့ကျွန်တော်အချိန်တစ်ခုတော့စောင့်ကြည့်ရမယ်ပေါ့လေ။ပုံမှန်တိုင်းဆိုရင်တော့ အာဆင်နယ်ဖန်တွေလိုချင်တဲ့ပလေးယာတယောက်ကပြိုင်ပြတင်းတင်းကိုညင်းလိုက်တဲ့ဆိုတာကတကယ်သိကြည့်ကြိုက်ပဲ။ဒါပေမဲ့တစ်ခါကျရင်သတင်းထောက်တွေရဲ့ ကိုကန့်ပြီးတော့ရေးသားရလဲရှီကောင်းရှိနိုင်တယ်တခါကျရင်ကျွန်တော်တို့တောင်မှတရင်တပုတ်ရတဲ့ပုံမှာမိញမ်းပြီးတော့ကွန့်ပြီးမပြောမီတော့တော်တော်လေးထိန်ချောရတဲ့အပိုင်းတွေရှိတယ်ဒါတော့တရင်တပုတ်ပေါ့လေအဲ့တော့ဒီနေရာမှာယောဂရက်နဲ့ပတ်သက်ပြီးတော့ရိုမာတို့အတီးပြူထားတဲ့ချက်ရှိသေးတယ်မန်ချက်စတာယူနိုက်တက်ကဗစ်တာယောဂရက်ကိုခေါ်ဖို့အတွက်တောက်လျှောက်လုပ်နေတဲ့ဆိုရင်ကစားသမားရဲ့ကိုယ်စားလှယ်တွေကလည်းအာဆင်နယ်တင်းတောင်းရှိနေတဲ့ထိတွေ့မှုတွေတောက်လျှောက်ဆွေးနွေးမှုတွေလုပ်နေတယ်အဲ့တော့အာဆင်နယ်ကိုယောဂရက်ကိစ္စနဲ့ပတ်သက်ပြီးသွားပြီးမေးထားလို့တော့မရဘူးအာကြီးကယောဂရက်နဲ့ပတ်သက်ပြီးလာမယ့်တပတ်အတွင်းမှာတခုခုတော့လှုပ်သွားနိုင် ချင်ရှေ့ဆိုပြီးတော့ရိုမာနိုကဖော်ပြသွားတယ်။တတင်းအရရက်ကတော့ယောဂရက်နဲ့အာဆီနီကိုအတင်းကိုပေးစားနေတာ။ဒါမှမမေ့ဖို့လိုတာကအွန်စတိန်စီကနေအတီးပြူချက်တွေထွက်မလာသေးတာပဲ။အွန်စတိန်ကကြံခဲ့တဲ့ရက်တုန်းကပြောခဲ့တာတော့တိုက်စစ်မှုနဲ့ပတ်သက်ပြီးအာဆီနီကိုနေ့တိုင်းနေ့တိုင်းခက်ခက်ခဲခဲစူးစမ်းနေလို့ပြောတယ်။ကျွန်တော်တို့ထင်သလောက်တော့လူတယောက်ဝယ်တာမလွယ်ဘူးဆိုပြီးတော့လည်းအွန်စတိန်ကပြောတာရှိရဲ့။အဲ့တော့ဒီအချိန်ရရက်ကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်တော့အာဆီနီတိုက်စစ်မှုဝယ်ဖို့တကယ်ကိုအားစိုက်ပြီးလုပ်နေ။ခုနောက်ပိုင်းဝင်းကားကစားသမားတွေခန့်စစ်ကစားသမားတွေတရင်နည်းနည်းတိန်သွားတာကိုကြည့်ရင်တိုက်စစ်မှုပ ိုင်းမှာအာဆင်နယ်တကယ်ကြိုးစားနေအခုကျွန်တော်တို့ပြောဖို့ခက်တာဗာလဲဆိုတော့အပြောင်းရွှေ့ဈေးကွက်က16ရက်နေ့မှာပြန်ဖွင့်ပါဒီမနက်ခင်းဆိုတာ15ရက်နေ့16ရက်နေ့ဆိုရင်လည်း16ရက်နေ့ဒါတော်တော်လေးဆွဆွရောက်တော့မှသူတို့ဘက်မှာအဲ့အချိန်ဟာပြည့်မဲ့သဘောအဲ့ဆိုတော့အာဆင်နယ်တင်းတကယ်ပဲဗီတာယောဂက်ကိုခေါ်ဖို့တည်းစူးစမ်းနေရလားဒုတိယကြိမ်ကဲလတ်မှုယူတန်းခွနဲ့ဆိုတဲ့ပက်ကိတ်ကလည်းတကယ်အစ်စ်အမှန်တကယ်အတွင်းသတင်းအစ်စ်ဖြစ်ပြီးတော့သဘောတူညီမှုရာသွားမလားဒါမှမဟုတ်တစ်ဖက်ကပယ်ချလိုက်တဲ့အတွက်တတိယမြောက်ကဲလတ်မှုထပ်ပြီးပြင်ဆင်မလားဆိုတာပဲစောင့်ကြည့်သွားတော့မှာပါ ုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါနီကိုဝီလျံသတင်းပေါ့လေနီကိုဝီလျံနဲ့ပတ်သက်ပြီးတော့ Sport Wish နဲ့ကဖော်ပြသွားပါပါဒီသတင်းကိုလည်းဒါ60ရာခိုင်နှုန်းလောက်ပဲယုံကြည်လို့ရလို့ကျွန်တော်ထင်တယ်တခါကျရင်တော့ internet သတင်းချို့ရတာရှိတယ်ကျွန်တော်တို့ကလည်းအလက်ဆက်ဆုံးသတင်းတွေဖော်ပြတဲ့အခါမှာဘယ်သတင်းဌာနတော့ဘလောက်ရာခိုင်နှုန်းပဲယုံကြည်ရတယ်ဆိုတာတော့အများအမ်းပြောတယ် သတင်းမှမပေးချင်တာဖြစ်တဲ့အတွက်ဒါပေမဲ့ဒီလိုသတင်းမှမပေါ်ပြရင်လည်းကျွန်တော်ညီကိုရဲ့ကျွန်တော်မနှက်ခင်းနိုင်တွေးဖို့ကမဖြစ်နိုင်ဘူး။အဲ့တော့နီကိုဝီလန်နဲ့ပတ်သက်ပြီးအာဆင်နယ်အသင်းနဲ့ဘိုင်ယန်မြူးနစ်အသင်းတို့ကဆွေးနွေးမှုတွေမေးမြန်းမှုတွေတောက်လျှောက်ပြုလုပ်နေတယ်။စာချုပ်ဖြစ်တဲ့ယူ62တန်းအတွက်နှစ်သင်းစလုံးကပြဿနာမဟုတ်ဘူး။ပေးဖို့အဆင်သင့်မယ်။ကစားသမားကိုမြန်မာတဲ့လောက်ခလာစားတရက်နဲ့ကန်လန်ထားတယ်။အနာဂတ်ကိုမဆုံးဖြတ်မိမှာတော့နီကိုဝီလန်က ဘယ်အသင်းကိုရွေးရမလဲဆိုတော့ तू မဆုံးဖြတ်သေးခင်မှာဘာစီလိုနာရဲ့သူ့ကိုခေါ်ချင်လားဆိုတဲ့သဘောထားကိုတော့စောင့်ဆိုင်နေကြသေးရအဲ့ဒါတကယ်ပြဿနာအခုနောက်ပိုင်းလौခလာစာကိုလည်းကစားသမားလိုချင်တဲ့လौခလာစာနှီးပါပေးနိုင်ဖို့ကလပ်သင်းတွေကစူးစမ်းလာတယ်စာချုပ်ဖြတ်သိမ်းကြီးကိုခေါင်းနဲ့မထည့်ကြအောင်ဘိုင်ယန်ကောအာဆင်နယ်ရောဒါပေမဲ့ခတ်တာကစားသမားကဘာစီလိုနာကိုသွားကျင်တယ်ရာမဲနဲ့တူတောင်မန်တစ်ဖက်စီမှာဆော့ကျင်တဲ့အနေအထားအခုနောက်မှသူ့ရဲ့ feeling ဖြစ်လာတယ်ကြံခဲ့တဲ့ရပ်ပိုင်းလို့ဆိုဘိုင်ယန်မြို့နဲ့အဲအသင်းကဒီကစားသမားကို ဟိုတနှစ်လောက်ခါလာတာယူတန်း30လောက်နဲ့ကဲလက်မခေါ်လို့ရသွားနိုင်မယ့်အနေထားတော့ရှိရဒါပေမဲ့ဒါကကစားသမားလူချင်းရဲ့ပမာဏပေါ့လေဒါပေမဲ့ဘာစီလိုနာခေါ်မယ်ဆိုလို့ရှိရင်တော့ယူကို14တန်းပတ်ချလိုက်နဲ့ကစားပြီးမယ်ဆိုတဲ့ပုံစံမျိုးဒါအသင်းတစ်သင်းကြမှာသူချိန်တိုးပြီးတော့ဟိုသူ့ဘက်ကနေတရင်ထွက်လာတာရှိရပေါ့လေအဲ့တော့ဒီကစားမတော့ဘာစီလိုနာမဟုတ်လို့ရှိရင်တော့သူ့စိတ်ကြိုက်လောက်ခါလာတာရမှာပဲစဉ်းစားမယ်ဆိုတဲ့ပုံစံမျိုးတရင်နေထွက်နေပါတယ်ဒီတရင်ကိုတော့ နီကိုဝီလန်နဲ့ပတ်သက်ပြီးတော့ Sport Wish နဲ့ကပေါ်ပြသွားတာပါ။အာဆီနယ်တို့ကတော့နံပါတ်1တိုက်စစ်တောင်ပံကစားသမားအဖြစ်ဒီရိုဒရီโกနဲ့နီကိုဝီလန်ကိုပြစ်မှတ်ထားတော့ရှိရဲ။ဒါပေမဲ့ကစားသမားနှစ်ဦးစုံနဲ့တကယ့်ကူမှ Great Player တွေ လုံးဝငွေသုံးမဲ့ပလေယာကြီးဖြစ်တဲ့အတွက်လက်ရှိချိန်ကြီးတော့သဘောတူယူမရသေးဘူးဗောလေအဲ့တော့နီကိုဝီလျံတော့အသက်22နှစ်ရဲ့စပိန်သားကို2029ခုနှစ်ပြည့်တက်တန်းရှိတော်တာဖြစ်တဲ့အတွက်ဒီနေ့မှမရောရင်လာမယ့်နေ့မှရောက်မှုအတွက်ပြီပါဦးတို့ကပြင်ဆင်ရမှာပါအကယ်၍တို့မရောဖြစ်ခဲ့လို့ရှိရင်လည်းတက်တန်းတို့စာချုပ်ကိုအလင်မီချုပ်ဖို့တော့လိုအပ်တယ်စာချုပ်ဖြစ်တဲ့ကြီးဒါ62တန်းဆိုတဲ့ပမာဏကတော့လက်ရှိဥရောပအသင်းအတွက်ဆိုတော့ပြဿနာဟုတ်မနေတော့ပါဘူးတတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါအမရိတ်ဖလားပွဲပေါ့လေ အာဆင်နယ်တင်းကအမရိတ်ဖလားပွဲကြီးမကြာခဏကျင်းပသိမှာပါ။ယာတီအစမှာကျွန်တော်တို့အမရိတ်ဖလားကျင်းပတယ်။တစ်ခါကျရင်ပြိုင်ဘက်ကယာသွားလာရှိတစ်ခါကျရင်ကိုရီးယာသွားရှိတယ်။အခုဒီယာတီမှာလည်းယာတီအဖွင့်အမရိတ်ဖလားပွဲကိုအမရိတ်စတေဒီယမ်မှာကျင်းပသွားဖို့ရှိပါတယ်။ဩဂတ်လ9ရက်နေ့နဲ့10ရက်နေ့တခုခုမှာသူတို့ကျင်းပမယ်ပေါ့လေ။ဒါ့အပြင်ယာတီကျိုးပြင်ဆင်မှုဖြစ်အမရိတ်မှာခြေစမ်းပွဲကစားသွားဖို့လည်းရှိတယ်။တချို့ခြေစမ်းပွဲပေါ့။အဲ့တော့ဒီပြိုင်ပွဲကိုတော့2000 ခုနှစ်ခုနှစ်ကနေတူတယ်73ကြိမ်သူတို့ကျင်းပပြီးစီးခဲ့ပြီအဲ့ဒီမှာအာဆင်နယ်ကချန်ပီယံ၈ကြိမ်ဖြစ်ထားတယ်ဗလင်စီယာက2013 2014မှာ2ကြိမ်ဖြစ်ထားတယ်ဟမ်ဘက်က2008မှာ2ကြိမ်လိုင်ယွန်က2019မှာ2ကြိမ်နဲ့နယူးယောက်ရက်ဘူးကဒါ2017မှာ2ကြိမ်ဖြစ်ထားတယ်အစုစုပေါင်း73ကြိမ်တော့ကျင်းပခဲ့ပြီပေါ့လေအဲ့တော့ဟိုမနစ်ကတော့ဒီ2024 25ဘောလုံးရသည်မစခင်မှာအာဆင်နယ်တင်းကဒီပိုးဆွဲခဲ့တယ် အနိုင်ရပြီးတော့ဗောလေသို့တော့အာဆင်နယ်အသင်းပလေယာတွေအားလုံးကဒီဖလားနဲ့အတူတူဓာတ်ပုံရိုက်ဖို့ဝှေ့ကြည့်တန်းကြည့်လာဝဲလုပ်ခဲ့တယ်သူတို့တကယ်လိုချင်တာကတော့စူဖလားကြီးတကယ်လိုချင်ကြတာဒါပေမဲ့တည့်ရတိုင်းပဲဗျာတကယ်ကပြိုင်ပွဲရရမှာဆိုကျွန်တော်တို့ဒီချန်ပီယံလိမှာစီးဖိုင်နဲ့ရောက်ခဲ့တယ်ပရီးမီးယားလိမှာအဆင့်နဲ့ကာရာဝမ်မှာစီးမီဖိုင်နဲ့ FA ကမ်မလောစောစီးထွက်ခဲ့ရတယ်အဲ့တော့လာမယ့်ရာသီမှာအာဆင်နယ်အသင်းပြိုင်ပွဲရရမှာဘယ်ဖလားကိုဘလို့ focus ထားပြီးအဓိကလူတွေတုံးပြီးကန်သွားမလဲ ကြံခဲ့တဲ့ရာသီတော့အာဆင်နယ်သင်းဒီပြမီခေးအိုက်တာဖလားပြိုင်ပွဲအစုံတော့အဓိကလူစည်းနေပဲကောင်းကောင်းကန်သွားတွေ့ရတယ်။သူ့အနေနဲ့တခုခုတော့အသင်းသားကြီးတွေယူပေးခြင်းနဲ့ဆန္ဒရှိရယ်။အဲ့တော့ဒီနေဈေးကမှ quality player ရောက်လာရင်တော့လာမယ့်ရာသီအာဆင်နယ်သင်းအနေနဲ့ဖလားအကြီးကြီးတွေမဟုတ်ဘူးဆိုရင်တော့မှ lucky ဖြစ်မဲ့တကယ်ကိုမှ FA ဖလားတို့ကာလာဘုံတို့တခုခုတော့စတင်ယူပြနိုင်ဖို့တော့အိုက်တာစူးစမ်းတင်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။ ဒီ season လေးကိုဒီကောက်ကွင်ကြီးပောင်းပြီးတဲ့ show ဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမဆုံးမယ်ဆိုတော့ Viber phone number 3939963936ကို6ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် iBack ကိုကျွန်တော် sport online 9တလုံးမြင့်အပြင်ကိုမှ sport တန်းစုံလို့ application နဲ့ search နေဆိုရင်တော့ show ဘောလုံးမှာလာပြီးကစားဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ဆောစောတော့ Viber phone number လေးကိုဆက်သွယ်ပြီးပါခင်ဗျာကဲနောက်ဆုံးသတင်းပုဒ်ကိုတော့ Arsenal တောင်းမှာဒါပြစ်စမမြောက်ဂိုးဖန်တီးမှုအများဆုံးကစားမှဖြစ်လာခဲ့တဲ့ဘူကောက်စာကားနဲ့ပတ်သက်ပြီးဖော်ပြပြီးတော့မှာပါဘူကောက်စာကားလို့ပြောလိုက်ရင် twin goal တွေနဲ့မဟုတ်ဖန်တီးမှုပါလုံနိုင်တဲ့ ာဆင်နယ်တို့ရဲ့ညာဘက်ခြမ်းတိုက်စစ်တောင်ပန်ကစားသမားလို့အားလုံးကသိရတကယ်ကိုမှအသက်ငယ်ငယ်လေးနဲ့အသင်းအတွက်အများကြီးအချိုးပြုခဲ့တဲ့ပလေယာတယောက်ကြံခဲ့တဲ့ဘောလုံးရည်ဒီမှာကျွန်တော်တို့ရိမ့်ရိုင်သွားတာကလည်းဘူးကောက်ဆာကမရှိတဲ့ကွက်လကိုတော်တော်လေးရုံးကန်ခဲ့ရတယ်အထူးသဖြင့်အာဆင်ရဲ့အဓိကကစားသမားတွေလို့ပြောလို့ရတဲ့ဂေဗီယယ်မကာဟီမာတီအိုဒီကန်ဘူးကောက်ဆာကဒီလိုကစားသမားတွေကာလာတစ်ခုကြာအာဆင်တို့ဆုံးရှုံးလိုက်ရတဲ့အခါမှာသွားတာပဲဟာဘက်အပောင် ဲ့တော့အာဆင်နယ်တင်းဒီအရင်ရုံးပြတ်ဆင်းပြတ်တိုင်မပတ်ခဲ့ဘူးဆိုတော့ညလည်းပဲဖလားပြိုင်ပွဲရေးရမှာတကယ်စူဖလားတွေယူကာနီဖိုင်နယ်အဆင့်နေမှာတော့အသင်းရဲ့အဓိကကစားသမားတချို့ဆုံးရှုံးလိုက်တာကလည်းဖလားလက်မဲ့ရာသီတစ်ခုဖြတ်သွားစီရပေါ့လေအဲ့တော့ဘူကောဆာကာလီနဲ့အာဆင်နယ်တင်းတမိုင်းမှာဂိုးဖန်တီးမှုအများဆုံးနံပါတ်9နေရာမှာရောက်လာခဲ့ပါတယ်45ချိန်နဲ့နံပါတ်4နေရာက မီဇက်အိုဇီကိုမှီဖို့ဆိုလို့ရှိရင်တော့ဒါ၉လုံးပဲလိုတော့တယ်။သူကတော့54လုံးဖိုင်ထားတယ်။နံပါတ်3က Sub Fabregas ကအချိန်ရ80၊နံပါတ်2က TI Onari ကတော့84ချိန်နဲ့နံပါတ်1 Arsenal တင်းတမိုင်းကြောင့်မှဂိုးဖန်တီးမှုအများဆုံးလုပ်ခဲ့တာတော့ Dennis Barkan ပေါ့လေ။သူကတော့64ချိန်ဗျာ။အဲ့လို့ဆိုတော့ဒီပမာဏကိုဒီအသက်ရွယ်နဲ့စာချုပ်သက်တမ်းတူပြီးအာဆင်နယ်မှာဆက်ပြီးရှိမယ်ဆိုရင်တော့အာဆင်နယ်ရဲ့တမန်ရောက်ရှောက်ဂိုးပန်နေမှုအများဆုံးလုံလာနိုင်တဲ့ငြိမ်သီးလေးဖြစ်တော့ရှိနေပါတယ်။ကဲ အဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ညီကိုအတွက်လဲဟီဝီကိုဆိုတဲ့စကလုံးကိုတနည်းနည်းကြိုင်ကျွန်တော်ရွတ်နိုင်မယ်လို့ယုံကြည်ထားပါတယ်တရားတော်ကတော့ဒီလာမကုန်ခင်တော့ကျွန်တော်တို့အာဆင်အသင်းကိုကစားသမားတချို့ပူးပေါင်းလာမယ်လို့ကျွန်တော်ကတော့ယုံကြည်ထားတယ်အန်ထရီပါတာလို့လည်းတကယ်လုံးနေပါပါ16နှစ်ကြာရင်တော့အပြောင်းအရွှေ့စီကပြန်ပြီးဖွင့်ပါပြီ